ဘာရွှေစေးအသက်ကျန်းနေတာကြောင့်ပြည်တွင်းစေပါထက်သက်လာတဲ့လို့ရွှေစေးကွက်ထဲကနေသိရပါတယ်။ယမန်နေ့ကကဘာရွှေစေးတောင်စားကို3248ဒေါ်လာသာရှိခဲ့ရာကနေဒီကနေ့မှတော့3262ဒေါ်လာအထိမြင့်တက်လာပါတယ်။နိုင်ငံเจ้าဝေလဲနှုံးထွေလဲယမန်နေ့ကထက်အမေရိကန်ဒေါ်လာကို30ကျပ်အထိမြင့်တက်လာပြီးဒီကနေ့မှတော့4420ကျပ်အထိဈေးနှုန်းရှိနေပါတယ်။ ရွှေရည်ညွန်စေဟာပြီးခဲ့တဲ့အပတ်ကာလသူကတကြက်သားကို96သိန်း6000ကျပ်ကနေဒီကနေ့မှ96သိန်း9000ကျပ်အထိဈေးနှုန်းရှိလာပါတယ်။ဒီကနေ့မှရွှေပြင်းပပေါင်စေးကားထော့တကြက်သားကို94သိန်း2000ကျပ်အထိဈေးနှုန်းရှိနေပြီးယမန်လီကားထက်တကြက်သားကို2000ကျပ်အထိမြင့်တက်လာတယ်လို့သိရပါတယ်။ ကမ္ဘာရွှေစေးကြဆင်းတဲ့အချို့ရက်တွေမှာအဝယ်လိုက်နေထားကြောင့်ပြည်တွင်းစေးလိုက်ပါကြဆင်းတာနေပါခဲ့တယ်လို့ရွှေစေးကွက်ကျွမ်းကျင်သူကပြောပါအထိတ် လက်ရှိမှာတော့ကမ္ဘာဆေးနဲ့အတူပြည်တွင်းဆေးပါလိုက်တန်နေထားကြောင်းဝယ်ယူလိုသူတွေအနေနဲ့စောင့်ကြည့်တဲ့အခြေအနေမှာပဲရှိနေသေးတယ်လို့၎င်းကဆိုပါတယ်။ရောင်းတိုင်းဒေသကြီးရွှေလုံငန်းရှင်များအတင်းကားတော့ရင်ညွန်ဆေးနဲ့တောင်ရောင်းချဖို့ရွှေဆိုင်တွေကိုမြေတားရက်ခံထားပေမဲ့ပြင်ပပေါင်ဆေးနဲ့ရောင်းချသူတွေများပြားနေစေဖြစ်တယ်လို့သိရပါတယ်ရှင်။